ေးခြင်းတဲ့သတင်းရအကြောင်းအရာတွေကတော့ people အသုံးပြုရေပြင်ကဲဆေးရေးတင်တဲ့ဒုတိယအကြိမ်ပြုလုပ်မှုဆိုတဲ့သတင်းပို့ပုံဝင်ဝေးဒေါ်လာနှစ်ဂရီယန်ခန့်တန်ဖိုးရှိပဲမျိုးစုံတန်ချိန်နှစ်တန်းခန့်တင်ပို့ရန်ရှားထောင်းဆိုတဲ့သတင်း ဂျပန်ယဉ်ကျေးမှုစင်တာတွင်ဂျပန်ယဉ်ကျေးမှုနှင့်ပတ်သက်ပြီးလောင်စင်ပြခန့်ပြပွဲများပြုလုပ်မည်ဆိုတဲ့သတင်းဆိုနေရတဲ့ကတင်းပုံလေးနဲ့ရှန်ဟိုင်းမှာရာစုနဲ့တတန်းရှိအဆောင်ဝန်ကြီးတစ်ခုလုံးကိုစက်ရုံပေါင်း၄၀၀ကျော်ဖြင့်ပြန်လည်တည်ယူပြောင်းရွှေ့ဆိုရတဲ့ ဓမ္မဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ရင်ဘုံအနေနဲ့စပီဘောအသုံးပြုရေပြင်ကယ်ဆယ်ရေးတင်တဲ့ဒုတိယအကြိမ်ပြုလုပ်မည်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ဒုတိယအကြိမ်စပီဘောအသုံးပြုရေပြင်ကယ်ဆယ်ရေးတင်နန်းကိုဂျွန်းလ17ရက်အတွင်းစတင်ဖွင့်လှစ်မယ်လို့မန်လေးတိုင်းမြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ကတည်ရပါတယ် အဆိုပါအတင်းနှန်းကို မလေးတိုင်းမြန်မာနိုင်ငံလူမှုကဲဆယ်ရေးအဖွဲ့ကကြီးမှုကျင်းပသွားမှာဖြစ်ပြီးပထမအကြိမ်တင်နှန်းကိုမေလ25ရက်ကနေ30ရက်အထိ6ရက်ကြာတင်ကြားပို့ချပြီးဖြစ်ကောင်းအခုထပ်မံဖွင့်လှစ်သွားမယ်ဒုတိယအကြိမ်တင်နှန်းကိုတော့ဇွန်လ17ရက်ကနေ25ရက်အထိ9ရက်ကြာတင်နှန်းပို့ချသွားမယ်လို့ဆိုပါတယ် ဒုတိယအကြိမ်စပီပုတ်အသုံးပြုရေပြင်ကဲဆဲရေးတင်နှံဖွင့်လင်းတဲ့ရည်ရွယ်ချက်နဲ့ပတ်သက်လို့မန္တလေးတိုင်းမြန်မာနိုင်ငံလူမှုကဲဆဲရေးအဖွဲ့တာဝန်ရှိသူတအူးကရန်ကုန်တိုင်းမီဒီယာခရူးကိုခုလိုပဲပြောပါအထိန်။နော်ရေဆက်ကတော့ဘောင်ဝေးတခုဖြစ်တယ်ပေါ့နော်။ဒီရည်ကြီးစီရင်မှုဖြစ်ပေါ်လာတဲ့အချိန်မှာဒီကဲဆဲရေးလုပ်ဖို့အတွက်ဒီကျွမ်းကျင်နဲ့ကဲဆဲရေးလေးမောင်းသမားတွေပေါ့နော်။ဒီလိုမောင်းသမားတွေ ပေါ်ထွက်လာလို့ပြောမယ်ဗျဟုတ်အဆိုပါတင်နန်းမှာဂဲဆယ်သမား90ဦးတက်ရောက်တင်ချောင်းသွားမှာဖြစ်ပြီးတင်နန်းမှာတင်ချားပေးမဲ့အကြောင်းအရာတွေနဲ့ပတ်သက်လို့တာဝန်ရှိသူတအူးကအခုလိုဆက်ပြောပြပါတယ်အဓိကတော့ဒီလိုအင်ဂျင်တွေအကြောင်းပေါ့နော်ဒီလိုအင်ဂျင်တွေရဲ့အကြောင်းတွေနောက်ကြတော့ဒီဘော်ဘီကယ်ရီနဲ့ဖြစ်ပေါ်လာတဲ့အန်ရီပေါ့နော်တခုခုပျက်စီးသွားတယ်အင်ဂျင်ပျက်စီးသွားလို့ပါမပြည့်ရင်ဘူးအတွက် အဲပြည်ပြင်းကြီးပေါ့နော်နောက်ကျတော့ speed boat ကျေးသုံးလေးအကြောင်းလေးပြပေးမယ်ပြီးရင်ဒီကင်ကျေးသေးရေးပေါ့ဒီကင်ကျေးသေးမီးတွေနဲ့ပြပေးမယ်ပြီးရင်ဒီ speed boat နဲ့လူကျေးတင်တဲ့နောက် speed boat မောင်းတဲ့ပညာလေးပေါ့နော်အဲရေးပေးပြီးရှင်အဲ့လိုမျိုးတွေကျွန်တော်ပြင်ကြပေးပါတော့ဟာကျွန်တော်တို့ဟာတော့မန္တလေးကမ္ဘောကြီးရဲ့ဒုက္ခဝရီမြေထဲမှာတင်ပါတယ်ဗျဟုတ် ဒါအပြင်ကဲဆေးသုံးစပီဘုတ်အမျိုးအစားတဝူးချင်းသားမောင်မဟုတ်အုပ်စုဖွဲ့မောင်းနှင်ထားကိုစသွေတင်ချားထားကဲဆေးသုံးအင်ဂျင်များအကြောင်းကဲဆေးသုံးအင်ဂျင်များပြုပြင်ထားရေပြင်ကဲဆေးဆောင်ရွက်နေစဉ်ဖြစ်ပွားတတ်တဲ့အခက်အခဲဖြစ်ရှင်းသည့်တွေကိုလည်းတင်ချားပေးသွားမယ်လို့ဆိုပါအထိန် ရေဆုံရေဆန်းရေငြိမ်ကန်းကပ်သောရေလိုင်းတို့ရဲ့သဘောတဘာဝရေပြန်တက်ကဲဆောင်ရွက်တဲ့ဤစနစ်တွေစွမ်းရည်မြင်အင်တန်လီဂျာ live buoy မောင်းနှင်ကဲဆဲတဲ့သဘောတရားတွေရေပြင်းကဲဆဲရေးသုံး live line shooter အသုံးပြုတာဤစနစ်တွေ sonar ngbs အသုံးပြုတဲ့နီလန်တွေကိုတင်ချပို့ချပေးသွားမယ်လို့သိရပါတယ်ရှင်ဒုတိယသတင်းပုံလေးနဲ့ ပို့ကုန်ဝင်ငွေဒေါ်လာ1ဘီလီယံခန့်တန်ဖိုးရှိပဲမျိုးစုံတန်းချိန်နှစ်တန်းခန့်တင်ပို့ရန်ရထားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခု2025-2026ဘဏ္ဍာနှစ်အတွက်ပြည်ပသို့ပို့ကုန်ဝင်ငွေအမေရိကန်ဒေါ်လာ1ဘီလီယံခန့်တန်ဖိုးရှိပဲမျိုးစုံတန်ချိန်နှစ်တန်းခန့်တင်ပို့ရန်ရထားတယ်လို့မြန်မာနိုင်ငံပဲမျိုးစုံပြောင်းနယ်နှမ်းကုန်သည်များအသင်းကသိရပါတယ်။ 2025ခုနှစ်ဧပြီလ3ရက်နေ့မှ2026ခုနှစ်မတ်လ31ရက်အထိပို့ကုန်ဝင်ဝေးအမေရိကန်ဒေါ်လာတည်ထက်မှ6ဘီလီယံခန့်တန်ဖိုးရှိတဲ့ဘဲမျိုးစုံတန်းချိန်တည်ထက်မှ83တန်းတင်ပို့ဖို့ရထားတယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံကနေပန်းမျိုးစုံတင်ပို့ရမှအိန္ဒိယနိုင်ငံကိုအများဆုံးတင်ပို့နေပြီးတရုတ်အပြင်ဥရောပသမဂ္ဂနိုင်ငံတွေကိုပါတင်ပို့နေတယ်လို့သိရပါတယ်။အိန္ဒိယကိုထော့မပဲဘဲဒီစိန်ဘဲစင်ကုန်းစားတဲ့ဘဲအမဲတွေကိုအထူးကတင်ပို့နေတာဖြစ်ပြီးဘဲရှင်ထောပတ်ဘဲအပါဝင်ဘဲမျိုးအစားပေါင်း20ခန်းကိုနိုင်ငံဆုံးတင်ပို့နေတယ်လို့ဆိုပါတယ်။ပဲမျိုးစုံတင်ပို့ရမှာပင်လယ်ရေချောင်းကနေအထူးကတင်ပို့နေပြီ ဈေးကွက်တင်နိုင်ငံတွေထက်လက်ရှိဝက်လက်နိုင်ငံတွေကိုပဲပိုတိုးချဲ့တင်ပို့နိုင်ဖို့ဆောင်ရွက်နေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဘဏ္ဍာနှစ်ကလည်းပို့ကုန်ဝင်ဝေးအမေရိကန်ဒေါ်လာတရမ၈နှစ်ဘီလီယံတန်ဖိုးရှိတဲ့ဘဲမျိုးစုံတန်ချိန်နှစ်တရမတလေတန်အသိပိုနိုင်ခဲ့တယ်လို့သိရပါတယ်ရှင်။ဆလပီ ဂျပန်ယဉ်ကျေးမှုစင်တာတွင်ဂျပန်ယဉ်ကျေးမှုနှင့်ပတ်သက်ပြီးလောင်စင်ပြခန်းပြပွဲများ ပြုလုပ်မည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်းဂျပန်ယဉ်ကျေးမှုစင်တာမှဂျပန်နိုင်ငံရဲ့ယဉ်ကျေးမှုနဲ့ပတ်သက်ပြီးလစဉ်ပြခန်းပြပွဲကိုပြုလုပ်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ဒီလအတွက်ပြခန်းပြပွဲအဖြစ်အချစ်ဆိုင်ပန်းအကြောင်းမိတ်ဆက်သွားမှာဖြစ်ပြီးဂျပန်ယဉ်ကျေးမှုစင်တာမှလည်းအချစ်ဆိုင်ပန်းတွေကို အလှဆင်ထားတာမို့ဂျွန်လာတလာပတ်လုံးအင်းမြလှပတဲ့ရာသီအလှကိုခန်းစားနိုင်မှာ ဖြစ်တယ်လို့ဆိုပါတယ်။အချစ်ဆိုင်ခေါ်6လပန်းလေးတွေဟာဆိုထား င်းမှုနဲ့မြေစည်းလွှာမှာအပေါင်းဝင်တဲ့အစစ်သက်အနေငယ်များအပေါ်မူတည်ကောင်းအယောင်ပြောင်းလဲမှုရှိကြပြီးဂျွန်လာမှာ6လပန်းတွေလှလှပပဝေးဝေးဆဆပွင့်လာကြောင်းဂျွန်လာရဲ့ဂိန်းကနန်6ပါးထဲရက်တွေပြချားထဲ6ရက်16ရက်26ရက်နေ့တွေကို6လပန်းနေလို့သတ်မှတ်ကြရတယ်လို့လဲဆိုပါတယ် ဂျပန်ယဉ်ကျေးမှုစံထားမှာအကျဉ်းဆိုင်ပန်းတွေနဲ့အလှဆိုင်မှုဟာတဘာဝအလှကိုခန်းစားဖို့အတွက်သားမကဂျပန်ယဉ်ကျေးမှုသစိတ်တပိုင်းကိုလည်းပြဝေပေးနိုင်ဖို့ဖြစ်ပြီးအကျဉ်းဆိုင်ပန်းများရဲ့အလှကိုခန်းစားရင်အမှတ်တရတပုံးတွေရိုက်ကအကျဉ်းဆိုင်ပန်းများကိုကိုယ်တိုင်ပြုလုပ်နိုင်မှာဖြစ်ပါသည် ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာကိုအပတ်စဉ်အင်္ဂါနေ့မှ စနေနေ့အထိမနက်9:00နာရီခွဲမှနေ့လယ်3:00နာရီခွဲအထိဖွင့်လှစ်ပေးထားပြီးမြည်သူမဆိုးအခမဲ့ဝင်းရောက်လေလာနိုင်တယ်လို့သိရပါတယ်ရှင်။နိုင်ငံတကာသတင်းပုံလေးနဲ့ ရှန်ဟိုင်းမှာရာစုနှစ်သက်တမ်းရှိအဆောက်ဝန်ကြီးတစ်ခုလုံးကိုစက်ရုံပေါင်း400ကျော်ဖြင့်ပြန်လည်တည်ယူပြောင်းရွှေ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြေအောင်ဆောက်လုပ်ရေးကြောင့်ယာယီရွှေပြောင်းခဲ့တဲ့ရှန်ဟိုင်းရှိရာစုနှစ်သက်တမ်းရှိအဆောက်အုံတွေကိုတည်ယူရေးစက်ရုံပေါင်း400ကျော်ပေါင်းဝင်တဲ့အန်အားသင်ဖွဲ့အင်ဂျင်နီယာပညာဖြင့်မူလနေရာမှာပြန်လည်နေရာချခဲ့ပါတဲ့။ 1920 1930ဝင်းကျင်တွေက စတူယန်မီတာ4030အကျယ်ဝန်းမှောင်းလမ်းကြိမ်ပေါင်း9500ဖြစ်တည်ဆောက်ခဲ့တာဖြစ်ပြီး အနောက်ရင်ကျိမှုပုံစံနဲ့ဂျိုးရကျန်းနဲ့နေအိမ်ပုံစံများကိုရော့ဆက်ထားတာဖြစ်ပါတဲ့ဆယ်စုနှစ်တွေကြာအောင်ရှန်ဟိုင်းမှာအကောင်းဆုံးထိမ့်သိမ်းထားရှိတဲ့ရှီကူမင်အဆောက်အဝန်းကြီးအဖြစ်ရပ်တည်နေပါတဲ့ မေလ19ရက်နေ့ကစတင်ပြောင်းရွှေ့ရှားမှဒေယူပို့ဆောင်ရေးစက်ရုံငယ်ပေါင်း432ခုဖြင့်တနေ့ကို30မီတာနှုန်းဖြင့်ရွှေ့နေခဲ့ပါသည်။စတူရန်မီတာ9300ကျယ်ဝန်းထည်မြေအောင်အဆောင်အုံကြီးဆောက်လုပ်ထားရှိဖို့အတွက်ကျန်းရွယ်မှအဆောင်အုံတွေတစ်ခုလုံးဖယ်ရှားပေးရပြီး ပြန်လည်မွမ်းမံပြုပြင်ဖို့နေရာမရှိတော့ပါဘူးလို့သိရပါတယ်ရှင်။ ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေစဉ်သတင်းရအစီအစဉ်တွေပဲဖြစ်ပါအထက်ကြီးရှုအားပေးခဲ့ကြောင်းသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါရရှင်ကျမကတော့မြန်မိုးထပ်ပါ thank you